်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ 80ပြည်နှင့်မွေးနေ့ရှင်ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးခီးကျန်းစရိုးအကြောင်းတင်ဆက်ပေးပါမယ်။ဒေါအောင်ဆန်းစုကြည်ကအသက်80ပြည့်မြောက်လာသည့်တိုင်အောင်ဆင်အာနာရှင်စနစ်ကိုပြည်သူနှင့်အတူနေပြည်တော်အကျဉ်းထောင်ထဲမှာဆက်လက်တိုက်ပွဲဝင်နေသူဖြစ်ပါသည်။1948ခုနှစ်ဇူလိုင်လ19ရက်နေ့ကခေအဆက်ဆက်မြန်မာပြည်သူအလုံးအလီမတ်ပြူကြတဲ့နေ့တစ်နေ့ဖြစ်ပါသည်။ဗြိတိရှ်ကိုလိုနီဖြစ်မှလွတ်လပ်ရေးရယူပြီးခဲ့ပြီးပရိသတ်ခေဟောင်းမြန်မာနိုင်ငံမှာလွတ်လပ်တဲ့အချုပ်ကြအာနာပိုင်းသမရနိုင်ငံတော်ဖြစ်နိုင်ငံတော်အသင်းစနစ်ထူထောင်ရမှာဦးဆောင်ခဲ့သူ တုံအောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများလှုပ်ကြံတက်ဖြတ်ခြင်းခံခဲ့ရတဲ့နေ့ဖြစ်ပါတယ်။အဲ့ဒီတုန်းက1945ခုနှစ်စွန်လ19ရက်နေ့မှာမွေးဖွားခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ဇနီးဒေါခင်ကြီးတို့ရဲ့အငယ်ဆုံးနဲ့တဦးနဲ့တော့တမီအသက်2နှစ်နဲ့တလတမီအရွယ်ဒေါအောင်ဆန်းစုကြည်ကနောက်တစ်ချိန်မှာဖခင်ကဲ့သို့မြန်မာပြည်သူတွေရဲ့လီးစားချစ်ခင်အတဲ့ဒီမိုကရေစီခေါင်းဆောင်ဖြစ်ပေါ်ထွန်းလာလိမ့်မယ်လို့ဘသူကမှထင်မှတ်ထားကြလိမ့်မှာမဟုတ်ပါဘူး။ 1988ခုနှစ်ကစပြီးမြမဒီမိုကရေစီရေးကိုဦးဆောင်သူတန်ဦးဖြင့်နိုင်ငံရေးထဲစတင်ဝင်ရောက်လာပြီးနောက်ပိုင်းဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကနိုင်ငံနှံပြည်သူများကိုယ်တိုင်လိုလိုလားလားကျင်းပလေးရှိတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒဏ္ဍာရီဆန်းဆန်းထူးခြားစွာပဲမြမပြည်သူများကြားတတိတရာရှိကြတဲ့၁၉နံပါတ်ကဖခင်နဲ့တမိအကြတိုက်ဆိုင်လို့နဲ့အာဇာနည်တအုပ်တည်ဆောင်းခြင်းနဲ့ဒီမိုကရေစီခေါင်းဆောင်တအုပ်မွေးဖွားခြင်းနေ့ရက်တွေဖြစ်ပြည်သူများကြားအမှတ်တရဖြစ်လာခဲ့ပါတယ်။၂၀၂၅ခုနှစ်ဇွန်လ၁၉ရက်နေ့ကဒေါအောင်ဆန်းစု ုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပါတယ်။80ပြည့်နှစ်တင်လူလောကမှာသက်ရှင်ကျမ်းမာစွာနဲ့ရှင်သန်နေထိုင်နိုင်ခြင်းကမင်္ဂလာတပါးဖြစ်ပါတယ်။မိသားစုများပြားကမိသားစုဝင်တအုံရဲ့အသက်80ပြည့်နှစ်မွေးနေ့ကိုထူးခြားဝမ်းမြောက်စွာကျင်းပပေးကြလိမ့်မယ်။မြန်မာနိုင်ငံနဲ့နိုင်ငံတကာမှာထင်ရှားတဲ့နိုင်ငံကောင်းဆောင်တအုံဖြစ်တဲ့ဒေါက်ဆန်းစုကြည်ကသူ့ရဲ့အသက်80ပြည့်နှစ်မွေးနေ့ကိုအကျဉ်းထောင်နဲ့ခက်ခဲပင်ပန်းစွာဖြတ်သန်းနေကြရတယ်။ ပြင်ပနဲ့အဆက်အသွယ်လုံးလုံးလျာလျာဖျက်တောက်ခံထားရတဲ့အတွက်ကျန်းမာရေးအခြေအနေဘယ်လိုရှိနေမလဲဆိုတာကိုလည်းပြင်ပကဘာကမသိရမွေးနေ့မှာအဝေးမှာရှိနေတဲ့တာနှုတ်ကမိခင်ကိုတွေးဆောင်ခွင့်မရခြင်းမိသားစုဝင်ဆွေမျိုးသားချင်းတအုံးမှရှိမနေပဲအထီးကျန်စွာဖျက်တမ်းရခြင်းတို့ကသူ့ကိုချစ်ခင်လေးစားကြတဲ့ပြည်သူများအတွက်စိတ်ထိခိုက်စရာမွေးနေ့တစ်ခုဖြစ်တယ်လို့သူလူမြောက်ရေးမျော်လင့်နိုးဆောင်မှုတွေတဖန်နိုးကြလာတဲ့မွေးနေ့လည်းဖြစ်ပါတယ်ဒီအချက်ကပဲတားငယ်ဖြစ်သူကိုထိန်လင်းကော Kim Harris ကမိခင်ရဲ့အသက်80ပြည့်နှစ်မွေးနေ့ကိုမြန်မာပြည် နဲ့ကမ္ဘာနဲ့မှာမြန်မာပြည်သူများပါဝင်စုတောင်းနိုင်ပြီးရိုးရှင်းတဲ့မွေးနေ့စုတောင်းလှူရှားမှုတစ်ခုကိုဦးဆောင်လှူရှားဖို့တွန်းအားဖြစ်လာစေသလားတွေးဆစရာဖြစ်ပါတယ်။မိမိဟာသူ့ရဲ့တဘဝလုံးဒီမိုကရေစီနဲ့လူ့ခွင့်ရများအတွက်နှိမ့်ညွတ်ခဲ့ပြီးဘဝရဲ့လေးပုံတစ်ပုံကိုလည်းထောင်နေတမမဟုတ်အင်ကျင်ကျင်ကျုံနဲ့ဖြတ်တန်းခဲ့ရပါတယ်။ဒီလိုဖြတ်တန်းခဲ့ရတာကမြန်မာပြည်နဲ့ပြည်သူတွေပေါ်ထားရှိတဲ့ကရုဏာတရားနဲ့ငြိမ်းချမ်းစွာနဲ့နေနိုင်မဲ့ဒီမိုကရေစီစံပြီးလွတ်လပ်တဲ့မြန်မာပြည်အတွက်ဆိုတဲ့တခုရဲ့တော်ရှိမှန်းချက်အတွက်ပဲဖြစ်ပါတယ်လို့ကိုထိန်လင်းကသူ့ရ ရဲ့ Facebook စာမျက်နှာကတဆင် Suit 80 Birthday Wish လှူရှားမှုမှာအများပြည်သူတွေကိုတတိပေးပြောကြားခဲ့ပါတယ်1988ခုနှစ်မြန်မာဒီမိုကရေစီအရေးကိုဦးဆောင်ပါဝင်ခြင်းကဒေါအောင်ဆန်းစုကြည်ကအသက်43နှစ်အရွယ်အရွယ်ကောင်းလို့ဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့နိုင်ငံရေးဘဝကအခက်အခဲကြမ်းတမ်းလာပါတယ်ရခင်စင်အာနာရှင်ဟောင်းတန်းရွှေအစိုးရ22နှစ်ကျော်တပ်တန်းအတွင်းနေအခြေချုပ်3ချိန်နဲ့15နှစ်ကြာဖမ်းဆီးချုပ်နှောင်ထားခြင်းခံခဲ့ရပူပါတယ် အဲ့ဒီတုန်းကမြန်မာနိုင်ငံမှာပိန်ပိန်ပါပါမျိုးသမီးတောင်းကဒီမိုကရေစီလူခွင့်ရည်နဲ့လူကုန်သိက္ခာအတွက်မကြောက်မရွံ့မဆုံးမနစ်ကြံ့ကြံ့ခိုင်တိုက်ပွဲဝင်နေခြင်းတို့ကြောင့်1992ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာနိုဘယ်ငြိမ်းချမ်းရေးဆုတစိချီးမြှင့်ခြင်းခံခဲ့ရပြီးအရှိတောင်အာရှဒေသမှာဒေါအောင်ဆန်းစုကြည်ကပထမဆုံးနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်လာခဲ့ပါတယ်။ 1996ခုနှစ်နဲ့2021ခုနှစ်ဒီမှာဒီစုကိုအရှိတီမောနိုင်ငံခေါင်းဆောင်နဲ့ဖိလစ်ပိုင်နိုင်ငံသူသတင်းစာဆရာတို့ရရှိခဲ့ပါတယ်။စင်အစိုးရရဲ့အကြံသားဘဝဒေါအောင်ဆန်းစုကြည်ရရှိခဲ့တဲ့စုတစိပောင်ရှားကျော်ရှိတဲ့အနက်နိုဘယ်ငြိမ်းချမ်းရေးဆုကအကုန်တိတ်ခါအကြီးမားဆုံးစုတစိဖြစ်ပြီးသူကိုယ်တိုင်ရေးခဲ့ပြီးအဲ့ဒီနှစ်မှာထုံဝင်ခဲ့တဲ့စောင့်ညွတ်ခြင်းမှလုတ်ကင်းရင် Freedom for First အောက်ကကဘာကျော်ခဲ့ပါတယ်။ ဒါပေမဲ့ရခင်ဒီမိုကရေစီရေလှုံ့ရှားရှုံးကန်တိုက်ပွဲဝင်သူတရားပြင်းရှိစီစဉ်ကတကဘာလုံးရဲ့အာယုံဆိုင်ခြင်းခံခဲ့ရခြင်းဒီကနေ့အာနာသိန်းစစ်ကောင်ဆောင်မင်းဟောင်လိုင်းရဲ့အကျဉ်းသားဖြစ်အကျဉ်းခံနေရတာ၄နှစ်နဲ့၄လကျော်ရှိနေပြီးကဘာအသက်ကြီးဆုံးနိုင်ငံရဲ့အကျဉ်းသားတအုပ်ဖြစ်လာတဲ့ဒေါအောင်ဆန်းစုကြည်ကိုကဘာကြီးရဲ့အာယုံဆိုင်မှုများစွာကြွားချားသွားပါတယ်ကဘာကြီးကမြမရေးထပ်ပိုးပြီးအရေးကြီးတဲ့ဖြစ်ရပ်တွေကိုရှင်းဆိုင်နေရခြင်းလည်းဖြစ်ပါတယ်ကဘာကြီးရဲ့အပြောင်းလဲညီတို့ပင်ရှိစေကမူဒေါအောင်ဆန်းစုကြည်ကိုချစ်ခင်မြတ်လို့လေးစားတန်ဖိုးထား ာတဲ့မြန်မာပြည်သူအရေးအတွက်ကတော့လွန်ခဲ့တဲ့38နှစ်တွင်ရော့ကြမသွားပါ၎င်းကကမ္ဘာနိုင်ငံခေါင်းဆောင်တွေအတွက်ထောင်ဆန်းစုကြည်ရဲ့ထူးခြားတဲ့ဆွေးဆောင်အားဖြစ်ပြီးမြန်မာပြည်သူတွေကနိုင်ငံတော်ရဲ့မိခင်တပွဲအမေးလို့အမျက်တနိုးခေါ်ကြစေတန်တာကြစေမျှော်လင့်နေကြစေဖြစ်တာကိုလည်လာတွေ့ရှိရပါတယ်ဒီမိုကရေစီရောင်ပြအသွင်ကူးပြောင်းရေးခေါင်းဆောင်နဲ့စနစ်တကျရေးဆွဲထားတဲ့ဖွဲ့စည်းပုံခြေကဥပဒေနဲ့နိုင်ငံရေးအပြောင်းလဲလုပ်ပြီးစစ်တပ်အာဏာကြီးစိုးရေးကိုစစ်ကောင်ဆောင်များစနစ်တကျကြိုးပမ်းနေတာကိုတဝန်ဆန်းစုကြည်မသိလို့မဟုတ်စစ်ဘုံချုပ်များဆင်ထား တဲ့ထောင်ချောက်တဲ့တိတိနဲ့တွဝင်ခဲ့ကြတဲ့သူကိုတပ်မင်းနီးစီလို့ပြည်သူတွေကအမြီကုံပြုအမြီပေးခဲ့ကြပါတယ်စစ်တပ်ကိုအကြမ်းမဖက်ထိတ်တိုက်ရင်ဆိုင်ခဲ့ပြီး၃ချိန်၃ခါနဲ့အခြေကျုံနဲ့အချင်းချခံပြီးရဲ့နောက်တိုင်းပြည်ကိုစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရန်ထိခိုက်နစ်နာမှုအ ਨੇ စုံနီးလန်းကိုရွေးချယ်ခဲ့ပြီးဒီမိုကရေစီမကျတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကရွေးကောက်ပွဲကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်၂၀21ခုနှစ်ကြားပြတ်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြခဲ့ခြင်းက1988ခုနှစ်ကလေးကရပ်တည်ခဲ့တဲ့အတိုက်ခံကောင်းဆောင်ဆိုတဲ့အနေထားမှာဒေါအောင်ဆန်းစ စုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံရေးခေါင်းဆောင်မှုအခမ်းအနားပြောင်းလဲမှုတွေရဲ့အချို့အကွေအစာဖြစ်ခဲ့ပါတယ်။ အနေနဲ့ရှိတဲ့ဒီဆုံးဖြတ်ချက်အတွက်အဲ့ဒီအချိန်ကပါတီကောင်းဆောင်ပိုင်းအတွင်းမှာပဲသူနဲ့သဘောထားကွဲလွဲမှုရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးအထင်ရှားဆုံးကပါတီအတွင်းရေးမှုဖြစ်သူဦးဝင်းတင်ဖြစ်ပါတယ်။ဦးဝင်းတင်ကသတင်းစာဆရာနဲ့စစ်အာဏာရှင်တို့ရဲ့နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီးစစ်ကောင်းဆောင်တွေကိုကြောက်ဆိုင်ကြောက်သားခဲ့သူအခိုင်အမာနိုင်ငံရေးအန်တုကဲ့သို့တအုပ်ဖြစ်ပါတယ်။2015ခုနှစ်ရွှေကောက်ပွဲအပြီးစစ်ဘိုလ်ချုပ်ကြီးများနှစ်ပေါင်းများစွာထိန်းချုပ်လာခဲ့တဲ့အာဏာကို၎င်းတို့လက်ထက်မှဒေါအောင်ဆန်းစုကြည်အသာရရယူပြနိုင်ခဲ့ပါတယ်။နိုင်ငံတော်အာဏာ ကိုစစ်ကောင်းဆောင်များထံကတရားနီလန်းကြကြပြည်သူထောက်ခံမှုအင်အားနဲ့ငြိမ်းချမ်းစွာရယူပြခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်တွေအတွက်ခါးသီးရဲ့သင်ခန်းစာဖြစ်ခဲ့တဲ့ဒီမိုကရေစီစနစ်မှာအာဏာကပြည်သူ့မှဆင်သက်ပြီးပြည်သူရဲ့ဆန္ဒမဲကမြည်မြအစွမ်းထက်ကြောင်းတောင်ဆန်းစုကြည်တက်တည်ပြနိုင်ခဲ့ပြီးသူပြောခဲ့ပူတဲ့ထိခိုက်နစ်နာမှုအ ਨੇ စုံနီလန်းဖြစ်ပါတယ်။ဒါပေမဲ့တိုင်းပြည်ကိုဒီမိုကရေစီစနစ် စီကိုပြောင်းလဲနိုင်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ဥတီကြိုးပမ်းလာတဲ့အခါအာနာအလုံးစုံလက်လွတ်ရမှာကိုကြောင်းရွံ့လာတဲ့စစ်တပ်ရဲ့လက်နက်အားကိုပြီးအာနာပြန်သိမ်းခြင်းကိုခံခဲ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်အာနာရပြီဆိုတာနဲ့ကဘာတဝန်းအစိုးရတွေကအန်ဩဘနန်ထောက်ခံခဲ့ကြတဲ့ပြည်သူတွေပေါ်လွန်စွာရက်ဆက်ကြမ်းကြုတ်ဖိနှိပ်မှုတွေကြောင့်မြောက်ကိုရီးယားအီရန်တို့နဲ့တရံနေထားအရေးယူခံခဲ့ရတဲ့မြန်မာစစ်အာဏာရှင်တွေကိုအကြမ်းမဖက်ရှင်ဆိုင်အနိုင်ယူပြခဲ့တဲ့ဖြစ်ရပ်ကစိတ်ကူးရင်ကဘာတွေကနှစ်သမီးပုံမြင်လာကဘာကြီးကအန်ဩချီကျူထောပနာပြုခဲ့ ဲ့ကြတယ်။အာနာရှင်ရဲ့အကျဉ်းသားဘဝမှာနောက်ဆုံးမိမိလက်ထက်အာနာရရှိလာတဲ့အထိစွမ်းဆောင်နိုင်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ကိုတောင်အာဖရိကရဲ့အသားရောင်ခွဲခြားရေးကိုစန့်ကျင်တိုက်ပွဲဝင်ခဲ့မှုတွေကြောင့်ကမ္ဘာကျော်တကြွဆန်အကျဉ်းသားဘဝမှာသမရဖြစ်လာတဲ့ Nelson Mandela နဲ့မကြာခဏထတ်တူပြူးနှိုင်းရှင်ပြောဆိုလေးရှိပါတယ်။ဒါပေမဲ့ Nelson Mandela မကြုံတွေ့ခဲ့ရတဲ့အာနာကလွဲရင်မြည်တိရာကိုမှဂယုမဆိုင်သောမြန်မာနိုင်ငံရှိစစ်ဘုတ်ချုပ်တွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုမျိုးဒေါအောင်ဆန်းစုကြည်ကြုံတွေ့ခဲ့ရပြီးနိုင်ငံရေးအကျဉ်းသားဖြစ်ကာလရှည်ပြ ြန်လည်ရှင်ဆိုင်နေကြရပါတယ်။သူရဲ့အသက်အန္တရာယ်ကိုတစ်ချိန်မကလှုပ်ကြံခဲ့ပူတဲ့စစ်ကောင်ဆောင်တွေကိုသူအာဏာရရှိလာချိန်မှာအပြုံမပြတ်လက်ဆွဲနှုတ်ဆက်ပြီးစစ်တပ်ရဲ့အတိတ်ကကျူးလွန်ခဲ့မှုတွေပေါ်အမျိုးသားရှင်ကြားစီမှုနဲ့အာဃာတမထားကြောင်းပြသခဲ့တော်လဲစစ်ဘုတ်ချုပ်တွေကဒီမိုကရေစီစနစ်ကိုမကြိုက်ကြသလို ဒေါအောင်ဆန်းစုကြည်ကိုလည်းမယုံကြည်ကြပါဘူးဒေါအောင်ဆန်းစုကြည်နဲ့အတူနှစ်ပေါင်းများစွာစစ်တရင်မတရားဖိနှိပ်ရဆက်မှုတွေကိုခံစားခဲ့တဲ့လုပ်ဖော်ကိုင်ပတ်တွေကစစ်ကောင်ဆောင်တွေကို၎င်းတို့ရဲ့အတိတ်ကာလကျူးလွန်ခဲ့မှုတွေအတွက်အ ਨੇ ဆုံးတာဝန်ယူတာဝန်ခံမှုရှိစေချင်ကြပါတယ်စစ်ဘုတ်ချုပ်တွေကျူးလွန်ခဲ့တဲ့ပြစ်မှုတွေရဲ့အမှန်တရားဖော်ထုတ်ဖို့အတွက်စံနာရှိကြတော့လဲသူတို့ရဲ့ခေါင်းဆောင်မှုကိုရှုံချည်ရဲ့ပြည်သူလူထုကအမျိုးသားရင်ကြားစေရေးကိုတော့စောတကမတက်ခင်ကြပါဘူးတိုင်းပြည်ရဲ့အဆုံးတန်ရာကို အတိတ်ကိုပြန်လှည့်ခြင်းတည်းအနာဂတ်ကိုမျက်နှာမူပြီးနိုင်ငံသားများလူကုန်တိုက်ခါနှင့်အညီလွတ်လပ်လုံခြုံစွာနေထိုင်နိုင်ရန်ကိုရှိရှုပြီးတိုင်းပြည်ပြန်လည်တည်ဆောက်ရေးသူရဲ့ကြိုးပမ်းဆောင်ရွက်လူစည်းကြောင်းသားမျိုးသိခဲ့ကြပါသည်။ဒေါအောင်ဆန်းစုကြည်ရဲ့အမျိုးသားရှင်ကြားစီရေးကြိုးပမ်းခဲ့မှုပေါ်တံပိုးထားလက်ခံခြင်းအလင်းမရှိခဲ့တဲ့စစ်ဘုတ်ချုပ်တွေကလက်နက်အားကိုနဲ့အတိတ်ကအစိုးတန်နေရတဲ့တဖန်ပြန်လည်နှမောစီဖို့အာဏာသိမ်းပြီးတိုင်းပြည်ကိုဖျက်ဆီးခဲ့ပါသည်။စစ်ကောင်ဆောင်မင်းအောင်လိုင်ကအညူကြီးစွာနဲ့ဒေါအောင်ဆန်းစုကြည်မကျူးလွန်ခဲ့တဲ့အမှုပေါင်းများစွာဖန်တီးပြီးသူရဲ့ ရဲ့လက်ကျန်လူသက်တမ်းကိုအကျဉ်းထောက်တင် ကုံဆုံးစီဖို့အစီအစဉ်ရှိရှိချုပ်နှောင်ထားခဲ့တယ်။တနည်းအားဖြင့်ဒေါ်ဆန်းစုကြည်ကိုတည်တံစီရင်နေခြင်းဖြစ်ပါတယ်။ တော်ရိုင်းတွိဆန်ဆန်ဆန်ပြုမှုလျက်ရှိတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုလက်နက်မဲစီးဆက်ညီနိုင်လို့မရတော့မှရှင်းလင်းပြသစွာတည်မြင်ခဲ့ကြတဲ့ဆရာနာသိမ့်မှုကိုစန့်ကျင်တဲ့မြန်မာပြည်သူတွေကနိုင်ငံအနှံ့လက်နက်ကင်တော်လိုင်းရင်ဆင်နွှဲလာပြီးတော်ဆန်းစုကြည်မြင်တွေ့လို့တဲ့ထိခိုက်နစ်နာမှုအ ਨੇ စုံနီးလန့်နဲ့စန့်ကျင်ပတ်ပျက်စီးဆုံးရှုံးမှုကြီးမားမှုတွေကိုနေ့စဉ်နေ့တိုင်းမြင်တွေ့နေရတာ၄နှစ်လ ీల ကြော်ခဲ့ပြီဖြစ်တယ်လို့យေတာထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။